မင်္ဂလာပါကောင်းကြီးမင်္ဂလာရှိသောနေ့သစ်ဖြစ်ပါစေလို့နှုတ်ခွန်းဆက်ပါတယ်သာဝရပြထံတော်ပါမှာခန္ဓာစိတ်ဝိညာဉ်မဆာခြင်းအမျိုးမျိုးကိုခန်းစားရပါမည်အကြောင်းလဲဆုတောင်းပေးပါတယ်ဒီမနက်မှာယေရှုတော်အပြင်ကျွန်တော်နဲ့တူနှုတ်ကပတ်တော်ဆင်ခြင်ဖို့ဘုရားသခင်ပြင်ဆင်ပေးတဲ့အတွက်တမန်တော်ဝတ္ထုခန်းကြီး1အပိုင်းငယ်3ကိုဆင်ခြင်ဖို့ပြင်ဆင်ထားပါတယ်အသေးခံတော်မူပြီးလင် တမန်တော်တို့အားအရက်40ပတ်လုံးကိုကိုပြရွေး ဘုရားသခင်နိုင်ငံတော်နှင့်ဆက်ဆိုင်သောအရာတို့ကို မိမ့်မွက်တော်မူလျက်မိမိအသက်ရှင်သည့်အကြောင်းကို ခိုင်ခန့်သောတသက်အများအားဖြင့်ပြတော်မူ၏ဒီနေရာမှာအလွန်စိတ်ဝင်စားစရာကောင်းတဲ့အချက်တွေ့ပါတယ်သခင်ယေရှုခရစ်တော်ကရှင်ပြန်ထမြောက်ပြီးတဲ့နောက်မှာ ကောင်းကင်ကို မတက်ကြွသေးခင်မြေကြီးပေါ်မှာအရက်40ပတ်လုံးတွာလာလှုပ်ရှားလျက်ရှိတယ်လို့ပါရှိပါတယ်ဘာကြောင့်ဒီလိုလုပ်တယ်လဲလို့ စဉ်းစားတဲ့အခါမှာအဖြေကသူ့အသက်ရှင်ကြောင်းကို ခိုင်ခန့်သောတက်တည်များနဲ့ပြတော်မူတယ်လို့ကျမ်းစကားကဒီလိုပြောပါတယ်။ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး20မှာဆိုရင်လေသခင်ယေရှုခရစ်တော်ပြုတဲ့နမိတ်လက္ခဏာတွေကိုမှတ်တမ်းမတင်ထားတဲ့ဟာတောင်ရှိတယ်လို့ယောဟန်ကသက်သေခံထားတာတွေ့ရပါတယ်။ဆိုလိုတာကတော့မြေကြီးပေါ်မှာအရက်40ပတ်လုံးသူရှိနေစဉ်ကာလမှာ နမိတ်လက္ခဏာတွေများစွာပြုသေးတယ်လို့သိရပါဗျ။ဒီအရာတွေကိုကျမ်းစာမှာမှတ်တမ်းမတင်ထားဘူးလို့လည်းပါရှိပါဗျ။အဲ့တော့သခင်ယေရှုခရစ်တော်ကမြေကြီးပေါ်မှာ အသေးမခံခင် ကာလအချိန်တုန်းကပြုတဲ့နမိတ်လက္ခဏာမျိုးပဲရှင်ပြန်ထမြောက်ပြီးတဲ့နောက်မှာမြေကြီးပေါ်မှာရက်40လုံးလုံးဆက်ရှိနေစဉ်ကာလမှာလည်းနမိတ်လက္ခဏာပေါင်းများစွာကို ပြုလျက်ရှိတယ်ဆိုတာကိုလည်းနားလည်ရပါဗျ။ ဘယ်လိုနမိတ်လက္ခဏာတွေလဲဆိုတာကိုတော့မသိရပေမဲ့ရည်ရွယ်ချက်ကမိမိအသက်ရှင်ကြောင်းကိုတက်တည်ထူတာဖြစ်တယ်လို့နားလည်ရပါတယ်။ဒါဆိုလို့ရှင်ရေသခင်ယေရှုခရစ်တော်ကသူအသက်ရှင်တဲ့အကြောင်းကို လူတွေလက်ခံလာစေဖို့ရန်အလွန်အလိုရှိတယ်ဆိုတာကို နားလည်သိရှိရပါတယ်။တစ်ခါနှစ်ခါကိုယုံပြယုံနေတော့လူတွေရဲ့စိတ်ထဲမှာယေရှုခရစ်တော်အသက်ရှင်ကြောင်းကို ဆွေးမြဲစွာသဘောပေါက်နားလည်မှာမဟုတ်လို့လားဒါမှမဟုတ်ရင်လေခဏခဏတက်တည်ထူပြီးတော့မှသူတို့ရဲ့စိတ်ထဲမှာစိတ်ချမှုရရှိစေဖို့လားတခုခုကြောင့်ဖြစ်ပါလိမ့်မယ်။ဘာပဲဖြစ်ဖြစ်သခင်ယေရှုခရစ်တော်အသက်ရှင်ခြင်းအကြောင်းကို သခင်ယေရှုခရစ်တော်နောက်လိုက်တပည့်တွေများစွာကသိရှိခံစားရတဲ့အပြင် လုံလောက်တဲ့တက်တည်ကိုပါရရှိပြီးမဟုတ်လို့နောက်ထပ်တန်တရားဖြစ်เสียအကြောင်း မရှိတော့ဘူးဆိုတာကို နားလည်ရပါတယ်။ထင်းယောင်ထင်းမဖြစ်တာမျိုးမဟုတ်ဘူး။လိမ်လည်လှည့်ပြားခံရတာမျိုးလည်းမဟုတ်ဘူး။အတိအကျအတိအကျသခင်ယေရှုခရစ်တော်ကိုရိုတိုင်းဖြစ်တယ်ဆိုတာကိုသူတို့ယုံကြည်စိတ်ချသွားပြီးမို့လို့သူတို့ရဲ့ဘဝအသက်တာမှာသခင်ယေရှုခရစ်အသက်ရှင်ကြောင်းကိုရဲရဲဝံ့ဝံ့တသက်ခံနိုင်ကြပြီဖြစ်တယ်ဆိုတာကိုနားလည်ရပါတယ်။ချစ်တော်မိဘညီကိုမောင်နှမတို့သခင်ယေရှုခရစ်တော်ကိုရိုတိုင်းသာ သူအသက်ရှင်ကြောင်းကိုတက်တည်ထူနိုင်တာပဲဖြစ်ပါတယ်ကျွန်တော်တို့ကတော့သခင်ယေရှုခရစ်တော်အသက်ရှင်ကြောင်းကိုကိုယ်တိုင်ခံစားပြီးသူတို့ဘာတွေကိုလိုက်လံပြောပြနိုင်ုံပဲပြောနိုင်တာပဲဖြစ်ပါတယ်တက်တည်ထူမဲ့အရှင်ကအသက်ရှင်သောယေရှုခရစ်တော်ကိုယ်တော်တိုင်ပဲဖြစ်ပါတယ်ဒါကြောင့်ချစ်တော်မိဘညီကိုမောင်နှမတို့ကျွန်တော်တို့ကိုယ်တိုင်ကို သခင်ယေရှုခရစ်တော်အသက်ရှင်ကြောင်းကို အတက်သေးချာသိပြီလား သိပြီဆိုရင်အခြားသောသူတွေကိုရောတခင်ရှုခရစ်တော်အသက်ရှင်ကြောင်းကို ပြောရဲသလားလုံလောက်တဲ့သက်တွေကိုရှိရလားလို့ကျွန်တော်ဒီလိုပဲမေးခွန်းထုတ်ချင်ပါတယ်အကဲ၍များတခင်ရှုခရစ်တော်အသက်ရှင်ကြောင်းကို ကိုယ်တိုင်မခံစားဘူးဘူးဆိုရင်တော့ဒီနေ့ပဲခံစားဖို့လိုတယ်လို့ကျွန်တော်ကတိုက်တွန်းအားပေးချင်ပါတယ်တခင်ရှုခရစ်တော်အသက်ရှင်ကြောင်းကိုကိုယ်တိုင်သေချာစွာသိရှိနားလည်ထားပါမှယေရှုခရစ်တော်နဲ့ နေ့စဉ်အသက်ရှင်ရှောက်လန်းခြင်းကအတိပဲရှိမှဖြစ်ပါတယ်။အကယ်၍ကိုယ်တိုင်ကသခင်ယေရှုခရစ်တော်အသက်ရှင်ကြောင်းကိုသေချာစွာမသိထားဘူးဆိုလို့ရှိရင် သူ့လူပားကိုတတ်သိခံတဲ့အခါမှာလည်းစိတ်ချမှု ရှိမှာမဟုတ်ပါဘူး။ချစ်တော်မိဘညီကိုမောင်တို့သခင်ယေရှုခရစ်တော်ကိုရော်တိုင်ကတော့သူရှင်ပြန်ထောက်မြောက်၍အသက်ရှင်ကြောင်းကိုရက်40လုံးလုံးကိုကိုပြပြီးမှတတ်သိထူးခဲ့တဲ့ဒါကိုကြည့်ခြင်းအပြင်သူဟာဘလောက်တောင် လူတွေကိုသူအသက်ရှင်ကြောင်းတက်တည်ထူးခြင်းတလဲဆိုတာတွေ့ရပါတယ်။ဒါကြောင့်သခင်ရှုအသက်ရှင်ကြောင်းကိုအသေးချာတိဖို့အခွင့်ရရှိတယ်ဆိုတာကိုဝေငှချင်ပါတယ်။ဘုရားရှင်ကောင်းကြီးပေးပါစေ။ဆုတောင်းကြပါစို့။ကောင်းမြတ်တော်ဖျားကိုရုကိုကျေးဇူးတင်ပါတယ်။သခင်ယေရှုခရစ်တော်ဟာသူကိုယ်တိုင်အသက်ရှင်တယ်ဆိုတာကိုတက်တည်ထူးတဲ့ဖျားမလို့ကျွန်တော်ရဲ့အသက်တာမှာလည်းကိုရောအသက်ရှင်ကြောင်းကိုသာ၍သိရှိနားလည်စေဖို့မာစာပါ။တနေ့ထက်တနေ့တိုး၍ ကိုရောအသက်ရှင်ကြောင်းကိုသိစေပါယေရှုတင်တဲ့တဏိတာလုံးကိုကိုရောလက်တော်မှာအပ်ပါတယ်ခန္ဓာစိတ်ဝိညာဉ်မာစာချက်အမျိုးမျိုးကိုခံစားစေ